ိုမန်ကက်သလစ်ဘာသာဝင်တွေအတွက်သမိုင်းမှာမှတ်ချောက်တင်မဲ့ပုံရိုင်းမင်းကြီးတစ်ပါးပေါ်ထွက်လာခဲ့ပါပြီ။လီယိုနမ်ဒေချာပေါ်ရမင်းကြီးဖရန်စစ်ကွဲလွန်သွားခဲ့တဲ့ဧပြီ22ရက်နေ့နောက်ပိုင်းကလေးကနိုင်ရဲ့အခမ်းအနားကိုလုံထုံးလုံနည်းတွေအတိုင်းလုပ်ခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပေါ်ရမင်းအစ်စ်တပားကိုရွေးချယ်ရတာကလည်းလူလုံးလုံးစင်တွေကတခုပဲဖြစ်ပါတယ်။ဒါဆိုရင်အစ်စ်ရွေးချယ်လိုက်တဲ့ပေါ်ရမင်းကြီးကဘာတူလဲ။ပေါ်ရမင်းကြီးတယောက်ဖြစ်လာရင်ဘလို့တောင်းဝင်တွေကိုထမ်းဆောင်ရလဲ။ပြီးတော့ ူမှဘလို့လောပိုင်ခွင့်နေရှိလဲပုံရမ်းမင်းအတိတ်ရဲ့အကြောင်းမဆခင်မှာကွယ်လွန်သွားတဲ့ပုံရမ်းမင်းကြီး Francis အကြောင်းကိုတိကျမသိသေးတဲ့သူတွေပါတယ်ဆိုရင်တော့ကျမတို့အရှိမတင်ထားတဲ့ပုံ Francis အကြောင်းဗီဒီယိုမှာတွားပြီးလေ့လာနိုင်ပါတယ်ရှင်ပုံရမ်းတပါးဆိုတာကရိုမန်ကက်သလစ်ဘာသာဝင်ရဲ့ခေါင်းဆောင်တဦးစိန့်ပီတာရဲ့အမွေဆက်ခံသူဖျားသခင်ရဲ့တမန်တော်တပါးစရိတ်ခမို့တွေနဲ့ပုံကိုတဦးပါဒါအပြင်ရှင်ကြည်မှုကိုကျင့်တရားစရိတ်အပိုင်းတွေမှာလည်းသူ့ရဲ့အစုံအမတွေနဲ့လမ်းပြပေးရတဲ့သူတယောက်ဖြစ်ပါသေးတယ် ဒါဆိုရင်ပုံရဟမင်းကြီးအစ်စ်တပားဖြစ်တဲ့ပုံလီယိုဖိုတင်ကဘာတူလဲဘလို့အရင်ချင်းတွေကြောင့်ရိုမန်ဘာသာဝင်တွေရဲ့ခေါင်းဆောင်အဖြစ်ရွေးချယ်ခံခဲ့ရတာလဲအစ်စ်ရွေးချယ်ခံလိုက်ရတဲ့ပုံအစ်စ်ရဲ့နာမည်ကတော့ Robert Francis Prevot ပါသူကတော့1955ခုနှစ်စက်တင်ဘာ14ရက်အမေရိကန်နိုင်ငံချီကာဂိုမြို့မှာမွေးဖွားခဲ့တာဖြစ်ပြီးတော့ပုံဟန်တပားအဖြစ်ရွေးချယ်ခံရချိန်မှာတော့သူရဲ့အသက်က69နှစ်ရှိနေပါပြီအစပိုင်းမှာတော့သူကထင်ရှားတဲ့သူတရားမဟုတ်ပါဘူးဒါပေမဲ့သူ့ရဲ့တဒနာဆောင်ရွက်မှု အုပ်ချုပ်ရေးစွမ်းရည်နဲ့ပုံဟန်မင်းကြီးဖရန်စစ်ချမှတ်ထားတဲ့စံနှုန်းတွေနဲ့ကိုက်ညီမှုတွေကြောင့်ပုံဟန်တပါအဖြစ်ရွေးချယ်ခံခဲ့ရတာပါ။ဒါဆိုရင်ဘလို့လုံဆောင်ချက်တွေလောက်ခက်လို့ပုံဟန်အဖြစ်ရွေးချယ်ခံခဲ့ရတာလဲ။ Prevos ကပုံဟန်ဖြစ်မလာခင်အချိန်တွေမှာစိတ်အော်ဂတ်စတင်အဖွဲ့ဝင်တအူးဖြစ်ပြီးတော့ပီရူးနိုင်ငံမှာသာသနာပြုတရားအဖြစ်နှစ်20ကျော်တာဝန်ထမ်းဆောင်ခဲ့သူတယောက်ပါ။တာဝန်ထမ်းဆောင်တာကလည်းတာမန်အလုံးမျိုးမဟုတ်ဘဲနဲ့မရှိစင်ရဲသားတွေနဲ့အစွန်းရတွေအတွက်တာဝန်ယူပေးခဲ့တာပဲဖြစ်ပါတယ်။ ဒီအချက်ကြောင့်ပဲလက်တင်အမေရိကမှာနိုင်ဆိုင်နဲ့ဆက်ဆံရေးဖြစ်လာပြီးတော့ပေရူးနိုင်ငံသားတယောက်ဖြစ်လာခဲ့ပါတယ်။ဒါတွေကြောင့်ပဲမြောက်အမေရိကနဲ့တောင်အမေရိကကြားမှာဘာသာရေးပေါင်းကူတရားတဆင့်အဖြစ်ဒေသဆိုင်ရာကာဒီနယ်ရေစီကလေးစားမှုရရှိခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒါအပြင်နောက်ထပ်လေးစားစရာကောင်းတဲ့ pre-voice ရဲ့လောက်ရက်တွေအများကြီးရှိပါသေးတယ်။အဲ့ဒါကတော့2025နဲ့2023ခုနှစ်အတွင်းမှာပေရူးနိုင်ငံကြီးကလာရုံမြို့မှာရှိတဲ့သာသနာအဖွဲ့အစည်းကိုပြောင်းလဲပြဖို့အတွက် တာဝန်ယူခဲ့တာမျိုးတွေလည်းလုပ်ခဲ့ပါသေးတယ်။ဒါရင်ပဲလားဆိုရင်တော့မဟုတ်ပါဘူး။ဗနီဇွဲလားနိုင်ငံကနေစီးပွားရေးကြည်တဲ့မှုကြောင့်ထွက်ပြေးလာခဲ့တဲ့ရွှေပြောင်းနေထိုင်သူတွေကိုအလေးထားပြီးတော့လူအခွင့်အရေးအတွက်ရည်တည်ပေးတာမျိုးတွေပါလုပ်ခဲ့တာပဲဖြစ်ပါတယ်။အခုလိုလေးစားစရာကောင်းတဲ့လုပ်ရက်တွေအပြင် Prevos ကကွန်လွန်သားပြည်ဖြစ်တဲ့ပုံဟန်မင်းကြီး France ရဲ့လုပ်ရက်တွေကိုထောက်ခံခဲ့သူတယောက်ပါ။ပြီးရင်တော့ပုံဟန်တစ်ပါးဖြစ်ဖို့အတွက်ချစ်တဲ့အရင်အချင်းတွေနဲ့ပြည်စုံတဲ့ပုတ်ဖရန်စီရဲ့မဟာမိတ်တပါလို့တော့ပြောလို့ရပါတယ်။ဘာကြောင့်ဒီလိုပြောရတာလဲဆိုရင်တော့ 2023ခုနှစ်မှာပုံဟမ်းမင်းဖရန်စစ်က Prevos ကိုဖုန်းတော်ကြီးများဆိုင်ရာဌာနရဲ့အကြီးအကဲအဖြစ်ခန့်ခဲ့ပြီးတော့ကမ္ဘာတော်မှာရှိတဲ့ဖုန်းတော်ကြီးရွေးချယ်တဲ့နေရာမှာအကြီးကနေရာကနေပါဝင်ခဲ့တာပါသူ့ရဲ့ဘာသာရေးနဲ့ပတ်သက်ပြီးတော့ယူခဲ့တဲ့တာဝန်တွေကလည်းတည်တည်မမမတစ်ခုမှမပါခဲ့ပါဘူး Prevos ကအထင်အမေရိကဆိုင်ရာပုံဟမ်းမင်းကော်မရှင်ဥက္ကဋ္ဌဖြစ်တာဝန်ယူပြီးတော့ဒီကမ္ဘာလုံးဆိုင်ရာမှာကက်သလစ်ဘာသာရေးဩဇာအာဏာကိုမြင့်တင်နိုင်ခဲ့တာပါအခုလိုလောရက်တွေက Prevos ကို တကဘာလုံးဆိုင်ရာပုံရိုင်းမင်းစင်းအဖြစ်အေးချဲ့တဲ့အချိန်မှာတခြားသူတွေကိုကြော်ပြီးတော့ကာဒီနယ်ရဲ့ရွေးချယ်မှုကိုခံခဲ့ရတာပဲဖြစ်ပါတယ်။ရွေးချယ်ခံရတာကလည်း၂ရက်ပဲအချိန်ယူခဲ့ရတာပါ။၂ရက်ကြာမှာတော့ Sistine Chapel of the Apostolic Pelagie ရဲ့မိဂိုခေါင်းတိုင်ကနေပြီးတော့မိဂိုအဖြူရောင်နဲ့ထပ်လာခဲ့ပြီးတော့1.4 billion ရှိတဲ့တကဘာလုံးက Roman Catholic ဘာသာဝင်တွေရဲ့ခေါင်းဆောင်တယောက်ဖြစ်လာခဲ့ပါတော့တယ်။ဒါဆိုရင်ပုံရိုင်းမင်းကြီးတပါးဖြစ်ဖို့ဘလို့အရေးချင်းနေနဲ့ပြည့်စုံမှုလို့လဲ။ဘလို့စီးမင်းနေနဲ့ဆုံးဖြတ်ရေးချေတာလဲ။ ုံရဟန်းတစ်ပါးရွေးချယ်တယ်ဆိုတာကလက်ရှိတာဝန်ယူထားတဲ့ပုံရဟန်းမင်းကြီးကွယ်လွန်သွားတဲ့အခါဒါမှမဟုတ်ယာရုကနေနှုတ်ထွက်သွားတဲ့အချိန်တွေမှာနောက်ထပ်တရားရွေးချယ်ရတာပဲဖြစ်ပါတယ်။ရွေးချယ်တဲ့အချိန်မှာလည်းဗာတီကန်နိုင်ငံရဲ့ကာဒီနယ်တွေကရွေးချယ်ဆုံးဖြတ်ရတာဖြစ်တဲ့အပြင်ရွေးချယ်တဲ့အခါမှာကာဒီနယ်တွေကလွဲပြီးတော့တခြားဘယ်သူမှမရှိတဲ့အလွန်ပိတ်ခန်းထဲမှာလျှို့ဝှက်ရွေးချယ်ကြတာပါ။နောက်တစ်ခုကတော့ဝင်ရောက်အရွေးချယ်ခန်းထဲဖုန်းတော်ကြီးတွေကဖုန်းတော်ကြီးတစ်ပါးအဖြစ်အတင်းတော်ဝေထားပေးသားသူဖြစ်ဖို့လိုပါတယ်။ သက်အရွယ်နေနဲ့ဆိုရင်အသက်80မကျော်တဲ့ဘန်ကက်သလစ်ဘာသာဝင်ဘုန်းတော်ကြီးမဆိုဝင်ရောက်ရွေးချယ်ခံနိုင်ပါတယ်။ဘသူမဆိုဝင်ရောက်ရှာနိုင်တယ်ဆိုပေမဲ့လက်တွေ့မှာတော့ကာဒီနယ်တွေကိုရွေးချယ်တာများပါတယ်။ပြီးရင်ပုံရံဖြစ်ဖို့လိုအပ်တဲ့အရေးအချင်းတွေကသာသနာပိုင်းမှာလုံလောက်တဲ့အတွေ့အကြုံရှိဖို့လိုပါတယ်။အဲ့ဒါအပြင်အုပ်ချုပ်မှုစွမ်းရည်ဖခင်ကြောင့်ကသတ်မှတ်ထားတဲ့လိုအပ်ချက်တွေနဲ့ကန့်ညီဖို့လိုပြီးကမ္ဘာလုံးဆိုင်ရာမှာကက်သလစ်ဘာသာဝင်တွေရဲ့အမြင်နဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာမှာအရေးချင်းပြဆိုမှုလည်းလိုပါတယ်။ စကားမဆက်အခုလိုအပေါ်ကနာမည်ကြီးလေးစားအကြောင်းရတဲ့ပုံကိုယ်ရဲ့အကြောင်းကိုလေ့လာခြင်းနဲ့ဆိုရင်တော့ရှင်တို့ application တွေက biography တွေမှာသွားအောင်လေ့လာလို့ရပါတယ်ရှင်တို့ application ဆိုတာကနိုင်ငံတကာကကမ္ဘာကျော်စာရေးဆရာတွေအစားအပေါင်း600ကျော်ကိုမြန်မာဘာသာပြန်ပေးထားပြီးတော့အတန်နဲ့ရောစာနဲ့ပါအချိန်မရွေးနေရမယ့် fashion စာနဲ့ audio book တွေလည်းပါဝင်တာကြောင့်စာဖတ်ဖို့အချိန်မရှိတဲ့သူတွေအခုပဲ Play Store နဲ့ App Store မှာ download ဆွဲပြီးတော့ဒီနေ့ကစပြီးစာရေးဖတ်ဖို့တတုံးလိုက်ပါရရှင်။ဆိုတော့ဗီဒီယိုလေးကိုပြန်ဆက်လိုက်ကြရအောင်။ပြောမယ်ဆိုရင် ။ဝင်ရောက်အရွေးချက်ခံရတဲ့သူတွေကိုကာဒီနယ်133ဦးကမဲပေးရေးချက်ခဲ့တာပဲဖြစ်ပါတယ်။မဲပေးရဲ့အချိန်မှာအစ်စ်နေနဲ့ခွဲပြီးပေးရတာဖြစ်ပြီးတော့တရက်မှာတယောက်ကို၄ချိန်အထိမဲပေးနိုင်ပါတယ်။ဒီမဲပေးရတဲ့တွေတွေကသုံးပုံနှစ်ပုံကိုမဲပေးရေးချက်ခံရဖို့လိုပါတယ်။အကုန်လုံးမဲပေးလို့ပြီးပြီဆိုရင်တော့မဲတွေကို System Chapel of the Apostolic Palace မှာမီးရှို့ပါတယ်။ရလတ်ကိုမတိရသေးရင်တော့မိကိုအမေရောက်ကိုပဲမြင်ရမှာဖြစ်ပြီးတော့မိကိုခောင်းနိုင်ကနေအဖြစ်အောင်မိကိုထွက်လာပြီဆိုရင်တော့ ။ပုံရံမင်းကြီးအစ်စ်ထွက်ပေါ်လာပြီဆိုတာအချက်ပြတဲ့လက္ခဏာမျိုးဖြစ်ပါတယ်။ဒီအစင်းက၂ရက်ကနေ၅ရက်အထိကြာတတ်ပါတယ်။အခုပေါ်ထွက်လာတဲ့ Polio 14ကိုရွေးတဲ့အချိန်မှာတော့၂ရက်ပဲကြာခဲ့တာပါ။အဲ့လိုကနေကာဒီနယ်ကြီးတွေကမင်းကြီးခံရတဲ့ပုံရံမင်းကိုသူ့ရဲ့တာဝန်ကိုလက်ခံမလား၊လက်မခံဘူးလားဆိုတာကိုမေးမြန်းပြီးတော့လက်ခံတယ်ဆိုရင်တော့အဲ့ဒီသူကကက်သလစ်ဘာသာဝင်ရဲ့ပုံရံမင်းကြီးဖြစ်ပါပြီ။ပြီးရင်တော့ကာဒီနယ်အသင်းတော်ရဲ့ခိုင်းချုပ်က Habemus Papam ဆိုပြီးတော့ ီသူတွေကိုကြင်ညာပါတယ်။ Abemus Papam တို့ရဲ့အသေးပေကငါတို့မှာပုံဟဲမင်းကြီးတစ်ပါးရှိပြီဆိုတာပဲဖြစ်ပါတယ်။အခုလောက်ဆိုရင်တော့ပုံဟဲမင်းကြီးရွေးတဲ့အချိန်မှာလောက်ရတဲ့အဆင့်တွေနဲ့ချီးတဲ့အရေးချင်းတန်းကိုတည်တော်လာပြီးထင်ပါတယ်ရှင်။အခုနားထောင်နေတဲ့သူတွေရောပုံဟဲတစ်ပါးဖြစ်ဖို့ဆိုရင်ဘလို့အရေးချင်းတွေရှိဖို့လိုရလို့ထင်ကြလဲ။ပုံဟဲမင်းကြီးတစ်ပါးဖြစ်လာပြီဆိုတာနဲ့အဲ့ဒီသူကခရစ်တော်ရဲ့ကိုယ်စားလှယ်တရားဖြစ်သွားပြီလို့သတ်မှတ်လို့ရပါတယ်။ပြောရရင်ရှုံစီမှုကိုကျင့်တရားနဲ့ ဖခင်ကြောင့်အဆုံးအမတွေမှာနောက်ဆုံးဆုံးဖြတ်ချက်တွေကိုပုံဟန်မင်းကြီးကပဲချမှတ်ရတာပါအဲ့ဒါအပြင်နောက်တစ်ခုကတော့နိုင်ငံရေးနဲ့ဆိုင်တဲ့ဆုံးဖြတ်ချက်တွေကိုချပိုင်ခွင့်ရှိတာပဲဖြစ်ပါတယ်ဒါတွေမဟုတ်သေးပါဘူးဗာတီကန်နိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်နဲ့ဥပဒေဆိုင်ရာတွေမှာလည်းအာဏာအပြည့်အဝရှိပါတယ်ဒီကမ္ဘာလုံးဆိုင်ရာပိုင်တွေမှာပြောရရင်တော့တတမန်ရေးရာတွေမှာကမ္ဘာခေါင်းဆောင်ကြီးတွေနဲ့ဆက်သွယ်ပြီးတော့ငင်းချမ်းရေးလူအခွင့်အရေးတွေနဲ့တဘောပတ်ဝန်းကျင်ထိန်းသိမ်းမှုပိုင်တွေမှာဆင်းရဲခွင့်ရှိပါတယ်ပြောရမယ်ဆိုရင်တမရတဲ့ရီဝါလောက်ကိုအာနာရှိတာပါ ဒါကြောင့်အရင်တုန်းကဆိုရင်ဆုံးမတော့တဲ့ပုပ်ဖရန်စစ်ကနိုင်ငံရေးမတည်မငြိမ်ဖြစ်နေတဲ့နိုင်ငံတွေဒုက္ခသည်စခန်းတွေကိုခရီးသွားပြီးတော့အပိစကားပြောတာမျိုးတွေကိုလုံးလေးရှိတာသိကြမှာပါ။ဒါတွေကညီညွတ်မှုအတွက်လှုံ့ဆော်ပေးရတဲ့ပုံဟမ်းမင်းကြီးတွေရဲ့တောင်းတွေကတခုပဲဖြစ်ပါတယ်။ပြီးရင်တော့ဝတ္တရေးလမ်းပြဦးဆောင်တာဖျားเจ้าတွေကိုအုပ်ချုပ်တာတရားတွေတင်ကြားပို့ချတာအပြင်တက္ကသိုလ်မှာရှိတဲ့သာသနာအသင်းအဖွဲ့တွေမှာစီလုံးညီညွတ်အောင်ထိန်းချုပ်ရတာတွေလည်းပါပါတယ်။ ဒါတွေကပုံရံတပတ်တာဝန်တွေနဲ့လောက်ပိုင်ခွင့်ရှိတဲ့အနာတွေပဲဖြစ်ပါတယ်။ဒါကြောင့်ပေါလီယို14ကလည်းအခုလိုအနာတွေရရှိတော့မှဖြစ်ပြီးတော့ပေါဖြစ်ဖို့အရင်အချင်းတွေနဲ့ပြည့်စုံတာကြောင့်ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရတာပဲဖြစ်ပါတယ်။ပြီးတော့သတင်းကောင်းတစ်ခုရှိတာကပုံရံမင်းကြီးတွေရဲ့လွေလွတ်စဉ်အတိုင်းပုံအစ်ပေါ်ထွက်တဲ့အခါမှာကဘာပက်ပြီးတော့ရုံလုံးထပ်ပြတာအောင်လုပ်ဆောင်တော့မှပဲဖြစ်ပါတယ်။ဒါပေမဲ့ရဲတိကျမသိရသေးတာကြောင့်ဘယ်နေ့မှလက်ပတ်မှုတွေလုပ်မယ်ဆိုတာကတော့တိကျမသိရသေးပါဘူး။ ဒါဆိုရင်အခုဗီဒီယိုထဲမှာပြပြသွားတာကပုန်ဟမ်းမင်းအစ်စ်လီယို14ရဲ့အကြောင်းပုန်ဟမ်းမင်းကြီးရွေးချယ်တဲ့နေ့စနစ်နဲ့ပုန်ဟမ်းမင်းနဲ့လောက်ရတဲ့အကြောင်းဝင်တဲ့အကြောင်းကိုပြပြပေးသွားတာပဲဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရင်တဲ့အခုပေါ်ထွက်လာတဲ့ပုန်ဟမ်းမင်းကြီးလီယို14နဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်မိကြလဲ။သူကတကယ်ပဲပုန်ဟမ်းမင်းကြီးယာယီနဲ့ထိုက်တန်တဲ့သူတယောက်လား ကိုယ့်ရဲ့ထင်မြင်ချက်တွေကိုကွန်မန့်မှာမျှဝေသွားနိုင်ပါတယ်ရှင်။ရှင်တို့ app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှာထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါတယ်။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရှင်တို့ facebook page မှာမြင်မြင်နိုင်ပါတယ်ရှင်။